အနုပညာရှင်များစွာနဲ့ပြည်သက်လူထောင်ပေါင်းများစွာလိုက်လံပူဆောင်ပေးခဲ့ကြတဲ့တရုတ်ဆောင်ထူးရဲ့နောက်ဆုံးခရီးပုံရိပ်များမင်္ဂလာပါပြည်သက်ကြီးရင်ဒီကနေ့မတ်လ12ရက်နေ့နေ့လယ်2နာရီအချိန်မှာတော့တရုတ်ဆောင်ထူးရဲ့နောက်ဆုံးခရီးရေဝေးသုတ်တံကိုပြည်သက်များစွာနဲ့အနုပညာရှင်များစွာတို့ကလိုက်လံပူဆောင်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်တရုတ်ဆောင်ထူးကတော့ကားအက်ဆီဒန့်ကြောင့်ဆေးရုံမှာကုသမှုခံယူနေစဉ်အချိန်မှာပဲအုံနောက်သွေးယိုစိမ့်မှုတွေကြောင့် ပြီးခဲ့တဲ့မတ်လ10ရက်နေ့မှာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။တရုတ်ဆောင်ထူးကွယ်လွန်ခဲ့ရတဲ့အတွက်လည်းအမှုပညာညီကိုမောင်နှမတွေနဲ့ပြည်သက်များစွာကလည်းစိတ်မကောင်းဖြစ်နေကြပြီးနှမျိုးသားသားဖြစ်နေကြတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ထူးကတော့မိခင်ကိုလှုပ်ကြွေးပြုစုနေတဲ့သားလေးမလေးဖြစ်ပြီးတော့အမှုပညာနယ်ပယ်မှာလည်းတရုတ်ဆောင်ကောင်းမွန်တဲ့အမှုပညာရှင်တအူးလေးဖြစ်ပါတယ်။တရုတ်ဆောင်ထူးကွယ်လွန်ချိန်မှာတော့အသက်26နှစ်ပဲရှိသေးတာဖြစ်ပြီးတော့ အခုလိုကွယ်လွန်သွားခဲ့ရတဲ့တရုတ်ဆောင်ထူအတွက်မိခင်ဖြစ်သူကတော့ယူကျုံမြအဖြစ်ပြီးဝမ်းနည်းပူဆွေးနေတာလည်းဖြစ်ပါတယ်။ဒီကနေ့မတ်လ12ရက်နေ့မှာပဲထူရဲ့နောက်ဆုံးစာပနာအခမ်းအနားကိုရေဝေးတုတ်တံမှာကျင်းပပြီးစီးသွားခဲ့တာဖြစ်ပြီးပရိသတ်များစွာနဲ့အနုပညာရှင်တွေနဲ့အနုပညာညီကိုမောင်နှမများစွာတို့ကစိတ်မကောင်းစွာနဲ့လိုက်လံပို့ဆောင်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ဒီကနေ့မတ်လ12ရက်နေ့အစောပိုင်းမနက်ခင်းအချိန်မှာတော့ နေအိမ်မှာပဲစွန့်ကပ်ရေးဆက်ချအလူကိုပြုလုပ်ခဲ့တာဖြစ်ပြီးနောက်ဆုံးခရီးမှာတော့ MRTB ဖုန်းအဖွဲ့သားတွေနဲ့သရုပ်ဆောင်များစွာတို့ကလိုက်လံပို့ဆောင်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။အဖြူရောင်တက်ကတဲ့မေချိုစားတဲ့ရုပ်တံဇလန်ထွဲတွေနဲ့ပြည်သက်တွေရဲ့အားပေးမှုကိုအတော်လေးရရှိခဲ့ပြီးတော့ငယ်စဉ်ကလေးကကလေးသရုပ်ဆောင်တယောက်အနေနဲ့အနုပညာလောကထဲကိုဝင်ရောက်လာခဲ့ပြီးတော့မိခင်ကိုလှုပ်ကျွေးနေခဲ့သူသရုပ်ဆောင်ထူးရဲ့နောက်ဆုံးခရီးပုံရိပ်လေးတွေကိုလည်းပြည်သက်တွေအတွက်စိတ်မကောင်းစွာနဲ့တင်ဆက်ပေးလိုက်ရပါတယ်ရှင်။ တရုတ်ဆောင်ထူးလည်းကောင်းရာဘုံဘွားကိုရောက်ရှိပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်။